ဟုတ်အောင်လို့ဒီတငယ်ချင်းချင်းချင်းပြန်ကူညီပေးရတာဥပမာဆိုဝက်စားလို့လို့ရှိရင်လည်းဘူးစီမှာပါဝက်စားရှိရဲအဲ့လိုပုံစံမျိုးလေးနဲ့ပဲဆိုတော့မျိုးတက်ကကြတော့လို့ရမ်းမပင်မန်းဟုတ်ကဲ့ဥပစာတရားကိုတရားပြန်လန်ကူညီနဲ့တွားခဲ့တာဆိုတော့ဟုတ်ဟုတ်အဲ့လိုတောက်လျှောက်နော်ဒီလိုစင်မော်ပညာမှာအစားတောက်လျှောက်ဟောစကိုတင်းပေါ့ပြရမလားတယောက်စပင်တယောက်ကြည့်ပေးတယ်တယောက်အဲ့လိုမျိုးဝက်စားလေးဘယ်လိုဖြစ်နေလဲပညာအဲ့လိုမျိုးတောက်လျှောက်ကြည့်ပြီးတော့တကယ်အဖော်ရတယ်နော်အော်မာရဲ့အဲ့ဒါကျွန်တော်လည်းမကုန်ဘူးမကုန်ခဲ့ပါဘူးအဲ့လိုကျွန်တော်တို့ကမကုန်ဘူးကျွန်တော်အရွေးကျွန်တော်မသိကျွန်တော်လည်းမသိပါဘူး ုချိန်မှာအဲ့ဒီဟိုပေါ့ Academy စင်မြင့်ထက်မှာလို့ပါဝင်ခဲ့တဲ့ဗီဒီယိုတွေပြန်ကြည့်တိုင်းနဲ့ emotion ဖြစ်တယ်လို့ပြောရအောင်။ဂုံယူရဲပေါ့ဆိုတော့အဲ့ဒီခိုက်တန့်လေးကဟိုပြောစရာလည်းကောင်းတယ်အမှတ်ရစရာလည်းကောင်းတယ်ပြီးတော့လိုမျိုးစင်ပေါ်မှာရှိရတဲ့ခန္ဓာချက်ကပိုကောင်းတယ်စင်အောင်မှာရှိရတဲ့ခန္ဓာချက်တည်းလေ။အဲဒါကြောင့်နောက်ထပ်ရှေ့လျှောက်စင်ပေါ်လည်းဆက်သွားဖို့ရှိတယ်။ ရဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့မက်ကဖြစ်ပါတယ်ခု2024 Academy ချွေချူပေါ့ပြီးတော့တရုတ်ဆောင်လုပ်နေပါတယ်ဟုတ်ဟုတ်ကဲ့ကျွန်တော်ကဆက်ဝနာကျော်သားဖြစ်ပါတယ်ဒီ2024ချွေချူပါခင်ဗျာနေတို့ကရွက်ကားပေါ့နော်အဲ့တော့ကြည့်ရမှာပေါ့ဟုတ်ကဲ့ပြရမှာပေါ့နာပြီးတော့တည်ယူပါပေါ့ fresh show တိုင်းကိုအမြဲတမ်းတွားလို့ရှင်ဆက်ဝနာကိုတော့တွေ့ရတယ်သူကမြန်မာနိုင်ငံမှာရှိသမျှဘယ်ပွဲမှမလို့ဘယ်ပွဲမှမလို့ဒီနေ့လည်းသူကျွန်တော်ရန်ခေါ်လာတယ်အတေးခေါ်လာတာတော့ကြည့်မယ်ကိုနေတို့ကကောင်းနေတယ်ဆိုပြီးတော့ ခေါ်လာတဲ့အပါဟုတ်အမနီဆိုဒီနေ့ဆိုဒါဟိုရှူတင်ရနေပြီးပြီးတော့ပြန်လာပြီဆိုလို့ရှိရင်နားကျင်နေပြီဒါပေမဲ့ဟာဒါငါတို့ဖိတ်ထားပဲသွားမယ်သွားလိုက်မယ်ဒါမနာနဲ့ပေါ့နော်ဒါအလုပ်ပဲလုပ်လိုက်မယ်ဆိုပြီးတော့အဲလေကျွန်တော်စစောကြီးလာလေမီဒီယာတွေပါရောက်တဲ့အချိန်မှာပရက်ရှိုးနဲ့ကြွားကျင်တာသူပါသူကဟိုပရက်ရှိုးပါ review blog ပါတာသူလုံးလုံးလုပ်ရတယ်ဒီနေ့ YouTube မှာလည်းနည်းနည်းဗာညာရောရိုက်တော့ရိုက်နေတယ်အဲ့ဒါပဲအဲ့ပြန်ပရက်ရှိုးလာတဲ့ feeling ပဲဟာပိုကြိုက်လဲဆိုတော့လို့ ရုပ်ရှင်ကဥပ္ပယာကြီးရဲ့ဆိုတဲ့ feeling ကိုပိုကြိုက်တယ်အဲ့လိုမျိုးပေါ့အဲ့ feeling ကိုသဘောကျတော့လာကြည့်ပြန်ဓမ္မတရားတစ်ခုပေါ့ဓမ္မတရားတစ်ခုဆိုတာဒီရှေချိုပြိုင်ပွဲဝင်ပြီးမှတိလာခဲ့တဲ့ပိတ်သက်တွေလည်းထိုင်းလျောက်ရှိရပေါ့အဲ့တော့ကျွန်တော်ဒါကျွန်တော်တို့အတွက်ကျွန်တော်စူးစမ်းပြီးတော့ဟိုရလာခဲ့တဲ့ကောင်းမွန်တဲ့ရလဒ်တစ်ခုမှတ်တမ်းတစ်ခုလိုမြင်ပါတယ်ဟုတ်ကဲ့အာလိုပါပဲတံမိုးထားပါကျေကျေဆိုတော့ရှေလိုတံမိုးထားပါတယ်ဘာကြောင့်ပြိုင်လဲကျွန်တော်ကတော့ဟိုပါပေါ့အရင်ကဆိုတီးဖြတ်ပေါ့ အရင်ဒီဖက်ကနေပြီးတော့မှဒီလူပညာလုံးမယ်ဒါအမေဒီအမကြီးလည်းမြောက်ပေးတယ်အဓိကဆရာကြီးကလည်းတောင်းလျှောက်တိုက်တွန်းတယ်ဆိုတော့အဲ့လိုမျိုးအမှုပညာလောကတွေဝင်မယ်ဆိုတော့ဒီကျွန်တော် MRD4 အရင်ရောက်တယ် MRD4 မှာတငယ်ချင်းတွေဆိုတော့နော်ဒီ MRD4 မှာရောက်ပြီးတော့မှဒီရွှေကြိုဆိုတာလည်းဒါအခွင့်အရေးတစ်ခုပဲပေါ့တကယ်တကားတစ်ခုပဲကျွန်တော်တို့ခောက်ကြည့်မယ်ဒါဖွင့်ပြီးကြိုဆိုရဲဆိုလို့ရှိရင်ဒါလည်းအမှုပညာလမ်းကြောင်းတစ်ခုပဲဆိုတာလည်းကျွန်တော်တို့ ဟုတ်အောင်ကိုဒီတငယ်ချင်းချင်းချင်းပြန်ကူညီပေးရဆိုဥပမာဆိုဝက်စားလို့လို့ရှိရင်လည်းဘူးစီမှာဘာဝက်စားရှိရဲအဲ့လိုပုံစံမျိုးလေးနေပဲဆိုတော့နောက်တက်ကကြတော့အဲ့လိုရမ်းမပင်မန်းဟုတ်ကဲ့ဟုတ်သောတရားကိုတရားပြန်လန်ကူညီနဲ့တွားခဲ့တာဆိုတော့ဟုတ်အဲ့လိုတောက်လျှောက်နော်ဒီလိုစင်မော်ပညာမှာအစားတောက်လျှောက်ဟိုစကူတင်းပေါ့ပြရမလားတယောက်စပင်တယောက်ကြည့်ပေးတယ်တယောက်အဲ့လိုမျိုးဝက်စားလေးဘယ်လိုဖြစ်နေလဲပညာအဲ့လိုမျိုးတောက်လျှောက်ကြည့်ပြီးတော့တကယ်အဖော်ရတယ်နော်မနေ့ကကျွန်တော်ချွေချွေဝင်ပြန်ဖြစ်တာလေတငယ်ချင်းခေါ်လို့ အဲ့အဲ့တယောက်ကမဟုတ်ဘူးဟုတ်ဆိုင်မန်ဒီနေ့ဟာ तू ကဘယ်လိုမှခေါ်လို့မရတာ तू ကအရန်အိတ်ချင်နေပြီအရန်ပင်ပန်းနေပြီဆိုတော့အဲ့နဲ့ခေါ်လို့ဘယ်လိုမှမရလို့တကယ်တမ်းခေါ်ရဲ तू လည်းကြည့်ချင်တယ်တကယ်တော့ရောက်လာမှာ။ရောက်လာမှာ။ဒါပေမဲ့အမြင်နဲ့ပင်တိုင်းသားပရက်ရှူကတော့သဝနာတယောက်တည်းပဲ။ဟောမှာရဲ့။အဲ့ဒါ။ဘယ်လည်းမကုန်ဘူး။မကုန်ခဲ့ပါဘူးအဲ့လိုရော။ကျွန်တော်တို့ကမကုန်ဘူး။ကျွန်တော်အားရဲကျွန်တော်မသိဘူး။ကျွန်တော်လည်းမသိပါတော့။ကိုကိုဝှချင်စားခြင်းကိုဝယ်စားဖို့ကုန်မယ်။တွားလာလန်စီကုန်မယ်။အဲ့ဒါပဲ။ကျွန်တော်ကတော့ဘာမှမကုန်ဘူး။ ခုချိန်မှာအဲဒီဟိုပေါ့ Academy စင်မြင့်ထက်မှာလို့ပါဝင်ခဲ့တဲ့ဗီဒီယိုတွေပြန်ကြည့်တိုင်းလည်း emotion ဖြစ်တယ်လို့ပြောရအောင်။ဂုံယူရဲပါဘာလို့ဆိုအဲဒီခိုက်တန့်လေးကဟိုပျော်စရာလည်းကောင်းတယ်အမှတ်ရစရာလည်းကောင်းတယ်ပြီးတော့လိုမျိုးစင်ပေါ်မှာရှိရတဲ့ခန္ဓာချက်ကပိုကောင်းတယ်စင်အောင်မှာရှိရတဲ့ခန္ဓာချက်တည်းလေ။အဲဒါကြောင့်နောက်ထပ်ရှေ့လျှောက်စင်မော်လည်းဆက်သွားဖို့ဆိုနေတာ။ကဲမီစင်မင်းပေါ်သွားမှာပြင်တာပေါ့။ဒုတိယတစ်ခေါက်တက်လို့ရှိရင်တော့စုယူမယ်လေ။စုယူမယ်လေနော်။ ဲ့ဒါမှပဲတက်ဆရာရှိရမှာပဲရွှေကျူနဲ့တက်ပြီးသွားပြီလေရွှေကျူနောက်တစ်နေ့ထပ်ရောက်လို့လည်းမရောက်လို့မရတော့လူမြန်ရပတ်သက်ပြီးတော့ဒီရွှေကျူပြီးတော့ဟိုဟာကွန်မရှယ်ကြော်ညာလေးတွေဒီကပို့လို့ဖြစ်တယ်လို့ music video ပါညာ project တီးလေးပို့လို့ဖြစ်တယ်ပေါ့ဟိုရုပ်ရှင်ကားတို့ဇလန်တွဲတို့အဲ့လိုမျိုးကတော့အာပြင်ဆင်နေတော့ကာလာပဲရှိပါသေးတယ်နောက်ထပ်လည်း queen ရေးတွေပေးလာလို့ရှင်တော့မြင်ရနိုင်ရရှိရပါဘောဟုတ်ဟုတ်အဲ့ချိန်မှာသူလုတဲ့ချိန်မှာကျွန်တော်ကပြီးပြီးတော့ဆင်းတာတကယ်ချင်းတော့အတူတူဝင်လာဆိုတော့ကျွန်တော်ကပထမဆုံးလုတ်တယ်လောက်ကတော့ကျွန်တော်ဆင်းသွားတယ်အဲ့ချိန်မှာထွက်သွားပြီဆိုတော့ လောကတော့ live ကတော့ပြန်ကြည့်လိုက်ရတယ်အရှင်မတော်ရဲလိုက်ရွယ်တင်တာလေဗျာကုတငယ်ချင်းလေအလုံးအဲ့မှာဂျာရဲမှာတခြားတခြားတခြားရဲလိုက်သေးတာဆိုတော့မလုံးတော့ဘဲတင်တာအဲ့ဒါဆက်တော့သူအကောင်းဆုံးကြိုးစားပါတယ်သူစီရမငါလိုက်ရရတော့တော့ဖြစ်တယ်ကျန်တဲ့ဟာစပိုတင်းပေါ့တကယ်မော်ဒီကအမျိုးပေါ့အမျိုးပေါ့ဒီတိုက်ပုံနဲ့ဘယ်မစိုးဝင်မလဲဘာညာလို့ချင်းချင်းပေါ့ ဟုတ်အဲ့လိုတော့မဟုတ်ဘူးကကျွန်တော်တို့ဘယ်လိုခေါ်မလဲနေ့စဉ်လေးတွားရလေး training လေးအဲ့မှာလေဟိုအားစားပြမှာတကယ်ချင်းတယောက်နဲ့တယောက်ကြည့်ပေးတာပေါ့အဝိစားတရာမနိုင်ပြောင်းဟိုဈေးကြီးမှလည်းမဟုတ် brand မှလည်းမဟုတ်အဓိကတော့သူ့နေရာနဲ့သူဘယ်လိုမျိုး life pattern ကြီးအောင်ဝတ်တက်ရင်တော့အဆင်ပြေတယ်ဒါဆိုကျွန်တော်တို့ရှိကျွန်တော်ကဆိုရှင်လည်း ဟာလေအဖေတိုက်ပုံရှိမယ်ကိုတိုက်ပုံရှိရဲ့လို့တိုက်ပုံတွေယူခဲ့ရရှိရပြီးတော့ဟိုဟာဟာဥပ္ပီဒီဇိုင်နာပြီဆိုတာဆိုရှင်လေကျွန်တော်တို့ဟုတ်တယ်ဖိုင်နယ်မှာတော့အဝတ်စားတွေစပွန်ဆာပေးတယ်ပေါ့အဲ့လိုမျိုးပေါ့မျိုးစုံကူညီပေးခဲ့ကြတယ်ဟုတ်ဟုတ်ပါတယ်တိုက်တဲ့နေရာမှာပေါ့ဘယ်မှာမဆိုးပဲเนาะဒီအနုပညာရလောက်တာပဲပြည့်ပြည့်အပြင်ပွဲတက်ပဲပြည့်ပြည့်ဟုတ်တယ်လေအဝတ်စားအဲ့လို ဘယ်နေရာပဲရောက်ရောက်အဲ့လိုမျိုးကိုကာလန်ဒေတန်နဲ့ပေါ့ပြန်လာဒါလေးဘယ်လိုခေါ်မလဲဝစားဆိုတာလေတစ်ဖက်ကိုပြန်လေးစားရဲ့ပုံစံကြောင့်ဝဲရတယ်နော်တောင်းမှာကိုလူမှာဝတ်ဆိုမြေဝစားက view site တင်တယ်ဒါပေမဲ့ view site တင်တာလိုမျိုးဈေးနှုန်းတွေ brand တွေ view site တင်တာမဟုတ်ဘဲနဲ့အဲ့လိုမျိုးပေါ့သူ့နေရာဒေတာနဲ့ live ဖတ်အောင်အဲ့လိုမျိုးပေါ့တင်တော်ဝတ်တက်တော်ဝစင်ရ link link တွေကတော့တော်ရုံနဲ့ကောင်းပါရဲ့ အရန်ကြီးချင်းရင်လည်းမကောင်းပါဘူး၊မိန်လည်းမကောင်းပါဘူး၊တော်ရုံလေးပဲကောင်းပါဘူး။တော်ရုံလေးပဲဟုတ်ပါ။ဟုတ်ကဲ့အာကျွန်တော်တို့ရှေ့ဆက်အနုပညာလေးတွေပေါ့နော်ဆက်လုပ်သွားဖို့လည်းရှိပါသေးတယ်။အားပေးကြပါအောင်။အခုဒီကနဝင်ကတိုးကားကြီးကိုလည်းဒါပြီးတော့ကြည့်ရှုပေးကြပါအောင်။အားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာ။ဟုတ်။အာဒီစကားလေးယုံတင်တဲ့အချိန်မှာလည်းလာအားပေးပါအောင်။ကျွန်တော်တို့လည်းအနုပညာလုပ်ငန်းလေးအများကြီးလုပ်ပိုင်သွားဖို့ရှိပါသေးတယ်။အားပေးပါအောင်လို့ပြောချင်ပါတယ်။ဟုတ်ကဲ့။ကျေးဇူးပါ။ကျေးဇူးတင်ပါတယ်။